လောကီဥစ္စာကိုပညာရှိစွာအသုံးပြုခြင်းကက်သလစ်သာသနာတော်ဤနေ့စဉ်ကျမ်းစာ ထောက်ရှုခြင်းများကိုဝေမျှပေးနေပါတယ်။နိုဝင်ဘာလ10ရက်2025ခုနှစ်အတွက်ပါ ရှင်လူကာအခန်းကြီး16အခန်းငယ်9မှ15အထိကို ထောက်ရှုကြပါစို့။ယနေ့ဧဝံဂေလိတရားတော်ထဲမှာသခင်ခရစ်တော်ကမယိုးသားတဲ့ဗန္ဒာဆူဥပမာကိုဆက်လက်ပြောပြနေခဲ့တာပါ။ ဖိုဘန်နာဆိုးရဲ့မယိုးသားတဲ့လောက်ရက်ကိုချီးမွမ်းတာမဟုတ်ပဲသူပြခဲ့တဲ့ညံအမျောမြင်ကိုသာအဓိကချီးမွမ်းထားတာဖြစ်ပါတယ်ကျွန်တော်တို့ဂျင်းစီကိုဖျားသခင်ကပညာနဲ့ညံအမျောမြင်တွေပေးထားပြီးသားဖြစ်ပါတယ်ဖျားရှင်ကကျွန်တော်တို့ပိုင်းဆိုင်ထားတဲ့ဥစ္စာပစ္စည်းအချိန်အရေးချင်းစတဲ့လောကီစည်းစိမ်အရာတွေကိုဖျားသခင်ရဲ့နိုင်ငံတော်အတွက်အထူးသဖြင့်ဆင်းရဲသားတွေအတွက်နဲ့ လိုအပ်နေတဲ့သူတွေအပေါ်သာတူညီမျှဝေငှပြီးပညာရှိရှိအသုံးပြုစေချင်ပါတယ်ဒီလိုမှသာဒီပစ္စည်းတွေကုန်ဆုံးသွားတဲ့အခါသို့မဟုတ်ဒီလောကကြီးကထွက်ခွာရတဲ့အခါထာဝရကောင်းငင်ပုံမှာကျွန်တို့ကိုကြူဆူမဲ့မိတ်ဆွေတွေကျွန်တို့ကူညီခဲ့တဲ့သူတွေရှိနေမှာဖြစ်ပါတယ်တကယ်တော့လောကီစည်းစိမ်တွေဟာခဏတာပါပဲဒါတွေကိုငြင်းမြန်တဲ့ကောင်းမှုကုသိုလ်အဖြစ်ပြောင်းလဲအသုံးပြုဖို့က ီလောကကြီးမှာကျွန်တော်တို့အတွက်အရေးကြီးပါတယ်။ဒုတိယတစ်ချက်အနေနဲ့သစ္စာရှိခြင်းနဲ့သခင်နှစ်ပါးကိုအစီခံခြင်းသခင်ခရစ်တော်ကအနှဲငယ်သောအရာ၌သစ္စာရှိသောသူသည်ကြီးသောအရာ၌လည်းသစ္စာရှိ၏အနှဲငယ်သောအရာ၌သစ္စာမရှိသောသူသည် ကြီးသောအရာ၌လည်းသစ္စာမရှိလို့မိန့်တော်မူခဲ့ပါတယ်။ဤနှုတ်ကပတ်တော်ဟာ ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝနဲ့သက်ဆိုင်လာပါတယ်။ ရားသခင်ကကျွန်ုပ်တို့ရဲ့စိတ်နှလုံးကိုသိတော်မူပါれကျွန်ုပ်တို့ဟာလောကီဥစ္စာပစ္စည်းတွေကိုမြည်သို့စီမံခံကွဲမနေအခြားသူများ၏ပစ္စည်းဥစ္စာကိုဘယ်လိုဆောင်ရှောက်မလဲဆိုတဲ့တင်းငယ်တဲ့အရာတွေကကျွန်ုပ်တို့ရဲ့စိတ်မှန်သောနှလုံးသားအခြေအနေကိုဖော်ပြနေပါれကျွန်ုပ်တို့ဟာလောကီစီစဉ်ကိုတစ္ဆာရှိရှိမစီမံနိုင်လျင်ဘုရားသခင်ပေးမဲ့စိတ်မှန်သောစီစဉ်ဥစ္စာလို့ခေါ်တဲ့ ကောင်းငင်ဘန္နာနဲ့ဝိညာဉ်ရေးရာသူကျေးဇူးတော်များကိုဘယ်လိုယုံကြည်ပြီးအနှင်းရဲပါမယ်လဲ။အရင်ခရစ်တော်ကပြတ်သားစွာ ပြောထားပါတယ်။အစီခံချုံသည်သခင်နှစ်ပါးကိုအစီခံရမရနိုင်။သူသခင်နှစ်ပါးတွင်တစ်ပါးကိုမုံ၍တစ်ပါးကိုချစ်မိ၊သို့မဟုတ်တစ်ပါးကိုမှီခို၍တစ်ပါးကိုညှင်းပယ်မိ။သင်တို့သည်ဖျားခင်ကို၎င်း၊စီးစင်ဥစ္စာကို၎င်းအစီခံရမရနိုင်။ကျွန်တော်တို့ရဲ့ဘဝဟာ ရွေးချယ်မှုတစ်ခုအမြဲတမ်းရှိနေမှာဖြစ်ပါတယ်။ယူသားမှုနဲ့မယူသားမှုကြားတက်ဆာရှိမှုနဲ့တက်ဆာမရှိမှုကြားဖျားသခင်နဲ့စီးစင်ဥစ္စာတွေကြားရွေးချယ်ရပါမယ်။ကျွန်တို့ပိုင်ဆိုင်တဲ့အရာများကကျွန်တို့တို့ကိုအုပ်ဆိုးရန်မဟုတ်ဘဲနဲ့ကျွန်တို့တို့ကိုထိန်ချုပ်ရန်မဟုတ်ဘဲနဲ့ကျွန်တို့တို့ကသာထိုအရာတွေကိုကောင်းမှုပြုရန်အတွက်အသုံးပြုပြီးထိန်ချုပ်ရမှာဖြစ်ပါတယ်။ကျွန်တို့ရဲ့နှလုံးသားမှာဖျားသခင်ကိုသာ လူဦးရေသောသခင်အဖြစ်ထားရှိပြီးကျွန်တို့ရဲ့စီးစဉ်ဥစ္စာများကို အခြားသူများရဲ့ကောင်းကျိုးအတွက်အသုံးပြုခြင်းဖြင့်ဓာရအိမ်ဌာနကိုကျူစွန်လက်ခံရန် ပြင်ဆင်ကြရမှာဖြစ်ပါတယ်။ဒါကြောင့်ထောက်ရှိဖို့ရန်အတွက်ပထမချက်အနေနဲ့ကျွန်တို့ဒီဘုရားသခင်ပေးသောစီးစဉ်ဥစ္စာများဉာဏ်ပညာအချိန်အရေးချင်းများကိုပညာရှိစွာ အသုံးပြုနေပါသလား။ကျွန်တို့ရဲ့ဘန္နာတိုက်သည် ဤလောကအတွက်သာလားကောင်းငင်ပုံအတွက်လားယနေ့ကျွန်ုပ်သည်မြည်သူကို ကိုငြီဖေးမှပြီးဖျားသခင်အတွက်မိတ်ဆွေဖွဲ့နိုင်သည်ဆုတောင်းကြဆိုဘုထာဝရဖျားသခင်အသက်ရှင်သောနှုတ်ကပတ်တော်များကိုပေးသနာသောကြောင့်ယေရှုတင်ရှိပါသည် လောကီစည်းစိမ်ဥစ္စာများကိုပညာရှိစွာ စီမံခန့်ခွဲပြီးကိုရောနှင့်အခြားသူများကိုအစေခံရာတွင်တစ္ဆာရှိရှိနေထိုင်နိုင်ရန်ကျွန်တို့အားကူညီတော်မူပါကျွန်တို့၏စိတ်နှလုံးကိုကိုရောထံသို့သာဆက်ကပ်နိုင်ရန်လက်ရှင်သောဝိညာဉ်တော်ဖြင့်လမ်းပြတော်မူပါယေရှုခရစ်တော်အားဖြင့်တောင်းလျှောက်အပ်ပါသည်အာမင်